WhatsApp ပါတယ်ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်တခါတည်းကြာရင်ကျွန်တော်ပါဝင် လူငယ်တွေက fashion ကြဖို့ designer brand တွေပြီးရင်ဈေးကြီးတဲ့အဝတ်အစားတွေမှာပုံမိုက်တဲ့ပိုလူတော့တို့မယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့လူငယ်ဆိုတဲ့အတိုင်း budget limit ဆိုတာကအလုံးမှရှိကြမှာတင်ပါတယ် ခုနောက်ပိုင်း fashion KAC ကြောင်းတွေကလူရှင်မှု minimalism နဲ့လက်တွေ့ကြမှု practicality ကိုဦးတည်နေပါတယ်။ဒါကကျွန်တော်တို့လို budget ကိုချွေတာလို့သူတွေအတွက်အဆင်ပြေဆုံးပဲဖြစ်ပါတယ်။တကယ်တော့ fashion ဆိုတာကပတ်စံအများကြီးတုံးမှမိုက်တာမဟုတ်ပါဘူး။ကိုယ်အတွက် smart ကြတာမျိုးပေါ့ပေါ့ပါပါနဲ့အထာကျကျဝတ်လို့ရလို့ရောကိုယ်နဲ့ life plan နေတယ်ဆိုရင်ဒါက fashion ကြတာပါပဲ။အဲဒါကြောင့်ဒီနေ့ video မှာတော့ယောက်ျားလေးတွေအတွက် budget လေးစီဖြစ်တယ်လို့ရှိလဲရှိထားတင်ပြီးတော့ဘယ်နေရာမှာမဆိုးဝတ်ဆင်လို့ရမယ်။ ဝိစာရှင်မျိုးကိုအသေးစိတ်ပြပြပေးပါမယ်။ကဲအဲ့ဒါဆိုရင်ဗီဒီယိုကိုစလိုက်ကြရအောင်။နံပါတ်၁ကတော့ basic t-shirt ပဲဖြစ်ပါတယ်။အဖြူ၊အနက်၊မိခိုးရောင်စတဲ့ရိုးရှင်းတဲ့ t-shirt တွေကဘယ်အချိန်ဝိဝိအမြင့်ကြီးကောင်းနေသလိုဘလို့ပေါင်းမိမျိုးနဲ့ပဲဖြစ်ဖြစ်လိုက်ဖက်ပါတယ်။ဒါမှမဟုတ်ကိုကထပ်ပြီးတော့ fashion ကြနေတဲ့ဆိုရင်တော့ကိုစိတ်ကြိုက်အပေါ်က jacket ၊ ို့မဟုတ်ရှက်အင်းကြီးတွေလည်းထဝက်လို့ရပါသေးတယ်။ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်းပို့ပါပြီးတော့တက်တောင့်တတရှိတဲ့ fabric တွေကိုလာရွေးချယ်နေကြပါတယ်။ဒါကြောင့် basic t-shirt တွေဆိုတာကဈေးလည်းမကြီးပဲနဲ့တထည်ဝယ်ထားရင်အမျိုးမျိုးကိုယ်စိတ်ကြိုက်သွဲဖက်ဝတ်ဆင်လို့ရတာကြောင့်မဖြစ်မနေရှိတဲ့ဝယ်စားတွေကတမျိုးပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ denim jeans ဂျင်းပေါင်းမီပဲဖြစ်ပါတယ်။ ဂျင်းပေါင်းမီကောင်းကောင်းတစ်ထည်ကခဏတာပဲမဟုတ်ဘဲနဲ့နဲ့နဲ့ချီပြီးတော့ဝယ်လို့ရပါတယ်။ဈေးကြီးပေးစရာမလိုဘဲနဲ့အတင်းအတင်းစေးနှုံနဲ့အည်သွေးကောင်းတဲ့ဂျင်းပေါင်းမီတွေကိုရွေးချယ်ဝယ်စင်နိုင်ပါတယ်။ Straight fit, baggy fit, or slim fit စသဖြင့်ကိုယ်စိတ်ကြိုက်ကိုဝယ်စင်လို့ရပါတယ်။ Light wash ဒုမဟုတ် dark wash စရဂျင်းပေါင်းမီတွေကဘယ်အဝတ်စားနဲ့မဆိုလိုက်ဖက်လို့အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ တတိယတစ်ခုကတော့ဘောထွန်တောင်းရှက်ရှက်အင်ကြီးတွေပဲဖြစ်ပါတယ်။ဒါမှရှက်အင်ကြီးတွေတည်းကညီကိုရိုးရဲ့ fashion ကိုအများကြီးပြောင်းလဲပေးနိုင်ပါတယ်။ရှက်မှာဆိုရင် denim ရှက်၊ jean ရှက်အင်ကြီး၊ play ရှက်ဒူမဟုတ်ဒါမှရိုးရှင်းတဲ့အယောင်ရှက်တွေက budget ထဲမှာဝယ်လို့ကောင်းတဲ့အပြင် style လေးကြပါတယ်။ရှက်အင်ကြီးကြီးပဲတထည်တဲ့ဝတ်လို့ရတယ်လို့ဒီရှက်ပေါ်ကနေထပ်ဝင်ရင်လည်းမိုက်ပါတယ်။ရှက်အင်ကြီးဆိုတာက formal ဒါမှက core shape ဝတ်လို့ရလို့ရွေးချယ်တင်စိုးအရာတွေကတခုပဲဖြစ်ပါတယ်။ စတဲ့ဥဒါတခုကတော့ဖနက်စနီကာပဲဖြစ်ပါတယ်။ဈေးကြီးတဲ့ဖနက်တွေမှမဟုတ်ပါဘူး။အဖြူရောင်ဒူးမဟုတ်အနက်ရောင်လိုရိုးရှင်းတဲ့စနီကာလေးတွေကဘယ်အဝတ်စားနဲ့မဆိုလိုက်ပတ်တယ်လို့ပို့ပို့ပပနဲ့တတုံတတရှိပြီးစတိုင်လေးကြပါတယ်။ဈေးနှုန်းပြင်းတင်ပြီးတော့အရည်သွေးကောင်းတဲ့စနီကာတွေအများကြီးတဲ့ကမှာ Air Force 1ဒူးမဟုတ် Converse or Vans လိုမျိုးရိုးရှင်းတဲ့ပုံစံတွေကပို့ပါပြီးအမြဲတမ်းလဲ trend ဖြစ်နေတဲ့စနီကာတွေမလို့တွေးချက်တင်ပါတယ်။ ၅ခုမြောက်ကတော့ chinos or trouser တွေဖြစ်ပါတယ်။ဂျင်းမောက်မီထက်နည်းနည်းပိုပြီးတော့ smart core ပုံစံမျိုးဝတ်ချင်တယ်ဆိုရင် chinos တွေက အကောင်းဆုံးဖြစ်ချင်မှုပဲဖြစ်ပါတယ်။အနက်ရောင်၊ knee ရောင်၊ khaki ရောင်တို့ရောင်မျိုးတွေကရှက်အင်ညီနဲ့တော့ဝင်ရင်လိုက်တယ်လို့ t-shirt နဲ့ဝင်ရင်လည်းကြည်ကောင်းပါတယ်။ဈေးလည်းမကြီးပဲနဲ့တက်တောက်တတရှိတဲ့ chinos ဒါမှမဟုတ် trouser ပေါင်းမီကောင်းကောင်းတကယ်ကယောက်ျားလေးတိုင်းမှာရှိကိုရှိနေတဲ့နေရာမှာပါဝင်နေပါတယ်။ 6ခုမြောက်ကတော့ accessories တွေပဲဖြစ်ပါတယ် fashion မှာအဝတ်အစားတွေပဲရေးပါတာမဟုတ်ပါဘူးရိုးရှင်းတဲ့အသုံးဆောင်တွေ accessories တွေကကိုယ့်ရဲ့ပုံစံကိုပုံမှုစတိုင်ကြပြီးတော့ fashionable လေးဖြစ်စေပါတယ်ဥပမာဈေးတိမ်မကြီးရဲ့နိုင်ကောင်းကောင်းလေးတလုံးဒါမှမဟု ယိုယိုဘရစ်လက်လက်ကောက်လေးဟောဆွဲကျူးလေးတွေကိုရွေးချင်နိုင်ပါတယ်။ပြီးရင်ခပတ်ကောင်းကောင်းလေးတစ်ခုကလည်းယောက်ျားလေးတိုင်းမှာရှိကိုရှိသားတင်နေတဲ့မှာပါဝင်နေပါတယ်။ဒီလိုຢာလေးတွေကဈေးလည်းမကြည့်ပင်နဲ့ဘရိုးရဲ့ပုံစံကိုပိုကြည့်ကောင်းလောက်အောင်ကူညီပေးနိုင်ပါတယ်။ခုနကုံမြောက်ကတော့ comfortable hoodies တွေနဲ့ sweatshirts တွေပဲဖြစ်ပါတယ်။ အထူးသဖြင့်မကြခင်မှာရောက်လာတော့မယ်။စောင်းရသည်လိုအေးတဲ့အချိန်မျိုးမှာဝေဖို့အတွက်အကောင်းဆုံးပါပဲ။ဈေးနှုန်းတင့်တင်ပြီးတော့အရည်တွေးကောင်းတဲ့ဟိုဒီစတွေအများကြီးရှိပါတယ်။ကိုစိတ်ကြိုက်အဖြူအမဲသို့မဟုတ်မီးခူးရောင်တွေကိုရွေးချယ်ဝတ်ဆင်ပြီးတော့ဂျင်းမောင်မီနဲ့တော့ဝင်ရင်အထာလဲကြတယ်လို့ပို့ပို့ပါပါနဲ့ fashionable လေးဖြစ်စေပါရစေ။နောက်ဆုံးတစ်ခုကတော့ကိုနဲ့လိုက်ဖက်တဲ့ jacket တွေပဲဖြစ်ပါတယ်။ bomber jacket, denim jacket တို့မဟုတ် light jacket လိုမျိုးတွေကဈေးလည်းမကြီးပဲနဲ့ညီကိုရဲ့ style ကိုညှင့်တင်ပေးနိုင်ပါတယ်။ jacket တွေဝယ်တဲ့အခါမှာကိုယ်ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်တဲ့ဟာမျိုးကိုရွေးချယ်စေချင်ပါတယ်။ ဂျက်ကက်တွေဆိုတာကဘယ်ရာသီဥတုမှမဆိုဝစ်စင်လို့ရတယ်လို့ပုတ်ပုတ်ပပနဲ့ fashionable လေးဖြစ်စေပါတယ်။ကဲဒါတွေကတော့ကျွန်တော်ရဲ့ညီကိုတွေအတွက် budget ဖြစ်ပြီးတော့ရှိကိုရှိထားတဲ့ဝယ်စားရှင်မျိုးကိုအသေးစိတ်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကညီကိုတို့အတွက်အထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုကြိုက်ရဆိုရင် like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးတော့ဖို့တောင်းဆိုပါတယ်။အတိတ်အတိတ်တော့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးများအိတ်တင်ပါတယ်။